ဲ့တော့တခါကျရင်ခင်အဲ့နုပညာလောကသားဆိုတဲ့လူတွေကအဲ့လွမ်းပိုင်ရဲ့လွမ်းပိုင်နဲ့အဲ့ဒီပြေးတရားဖြစ်တာနှစ်ခုကိုကြည့်ရတာ ਨੇ နုပညာလောကသားတွေရဲ့ IQ EQ LQ အစရှိတဲ့ဂျူတွေပေါ့ဗျာအဲ့ဒီဂျူတွေဘလောက်ဒီနိုင်ကြနေလဲဆိုတော့တွေ့ရတယ်ဒါကြောင့်ကျွန်တော်နုပညာလောကသားတွေကိုကျွန်တော်ကောင်းကောင်းတွေ့ရတာဆိုအဲ့ဒါပဲပြောတာကြည့်လိုက်လို့တို့နှစ်ယောက်တွေဖြစ်နေကြအောင်နားထောင်ကြည့်လိုက်တာ ਨੇ လိုက်ကြည့်ရတာ ਨੇ နည်းနည်းလောက်ကြည့်ရတာ ਨੇ တို့ရဲ့ဟိုဘာလို့ဆိုခန်းစားချက်နဲ့တို့ရဲ့အပြုအမူအပြောဆိုတွေကကျွန်တော်နောက်လူငယ်တွေကတို့ဘာလို့အတူရောမှမသိဘူး အပြေးသေးရဆိုတဲ့အယူအဆလည်းတမျိုးဟိုသူ့ဖေ့သ်ဘွတ်မှာတင်ထားတဲ့ကျွန်တော်ဗီဒီယိုဖိုင်ကိုတင်ပြီးတော့ကျွန်တော်ကသူ့ထောက်ခံတယ်ဆိုရင်နွားအိုင်နွားကလည်းတမျိုးအချောက်ကတမျိုးဘူပိုင်းဆဲလည်းဆဲစရာပဲကျွန်တော်ပြောနေခုဘူပိုင်းကြီးနဲ့ဟိုဘက်ကဟိုကနဲ့ဟိုနော်ဟိုဘာလဲဘူပိုင်းဆိုတာဘာလဲဟိုဘာလဲလွှမ်းပိုင်လွှမ်းပိုင်ရောကုန်ကိုတော့နမ်းလွှမ်းပိုင်လည်းမပြေးသေးချနေကြပြီအပြေးသေးရဆိုတဲ့အယူအဆလည်းတမျိုးဟိုသူ့ဖေ့သ်ဘွတ်မှာတင်ထားတဲ့ကျွန်တော်ဗီဒီယိုဖိုင်ကိုတင်ပြီးတော့ကျွန်တော်ကသူ့ထောက်ခံတယ်ဆိုရင် နွားအဲ့နွားလည်းတမျိုးအချောက်ကတမျိုးဘူပိုင်းဆဲလည်းဆဲရပဲနော်အချောက်ကတမျိုးလွန်ခဲ့တဲ့တစ်နှစ်ကျော်ကဗီဒီယိုဖိုင်အခုမှလာပြီသူ့ပဲထောက်ခံသလိုသူ့ကိုထောက်ခံကြရလားယူသလိုကြောင်သလိုနဲ့ဟုတ်တဲ့လောက်ကြောင်တော်တော်နဲ့ဟိုနိုင်ငံတကာနေပြီးတော့ YouTube ကနေပြီးလှုပ်ရှားနေတဲ့ကောင် YouTube ကနေ monitor ချင်းပွင့်အောင်လုပ်ပြီးတော့သူများထိုင်ပြောပြီးတော့ YouTube ကရတဲ့ပတ်စံနဲ့ထမင်းစားနေတဲ့ကောင်အများအဲ့ဒါဆိုရင်ခင်ဗျာမြန်မာပြည်ကအတုပြရရှင်အကုန်လုံးကိုကျွန်တော်အပါဝင်မြန်မာပြည်အတုပြရရှင်အကုန်လုံးကသူ့ကိုခြေမနဲ့ကောထုတ်ရတယ်သူစားနေထမင်းကိုခြေမနဲ့ကောထုတ်ရတယ်အဲ့ဒါသူ YouTube ကနေပြောနေတာဘာလို့လဲဆိုတော့ YouTube ပတ်စံရလို့အဲ့ကြောင့်ဘူပိုင်ကြီးကသူ့ရဲ့တခြင်းနဲ့ပြန်ကြိုင်တာစော်တာ ော့တခါကြရင်လည်းဟိုလွမ်းပိုင်လူကောင်မျိုးနဲ့တွေ့မှာပဲပြီးရင်တည်းကလည်းနည်းနည်းလေးပါဇက်ပေါက်ပိတ်မဲ့သဘောရှိတယ်ပြီးတော့ကလင်ကကြစ်တီပြောတယ်ပြောတော့ပြောကလင်ကကြစ်တီအများကြီးပြောထားတယ်အဲ့မှာကလင်ကကြစ်အများကြီးပြောတော့ဟိုကလွမ်းပိုင်အကုန်ပြန်ဖော်တော့အကုန်ချုပ်ပေါ်ဇလန်ရှင်းလို့မရဘူးမဂျိုကာရုနဲ့ပဲတဲတော့ဂျိုကာရုကငါမပြောခဲ့ပါဘူးအကုန်ချုပ်ပေါ်ဇလန်ပြီးမှကျွန်တော်တောက်အဲ့တော့တခါကြရင်ခင်အဲ့နုပညာလောကသားဆိုတဲ့လူတွေကအဲ့လွမ်းပိုင်ရဲ့လွမ်းပိုင်နဲ့အဲ့ဒီပြေးတရားဖြစ်တာနှစ်ခုကိုကြည့်လိုက်တာနဲ့အနုပညာလောကသားတွေရဲ့ IQ EQ နော် LQ အစရှိတဲ့ဂျူတွေပေါ့ဗျာအဲ့ဒီဂျူတွေဘလောက်ဒီနိုင်ကြနေလဲဆိုတော့သွားတွေ့ရတယ်ဒါကြောင့်ကျွန်တော်ဥမြလောကသားတွေကိုကျွန်တော် ကောင်းကောင်းတွေ့ရတာဆိုအဲ့ဒါပဲအဲ့ဒါဒီကောင်တွေဂျူနေတယ်လုံးဝဂျူနေတယ်ဂျူအားလုံးနေတယ်တဂျူထဲမှာဂျူတိုင်းအုံနေနေတာအဲ့လိုဖြစ်နေတာအဲ့ဒါဂျူနေလုံးလို့ဖြစ်နေတာသူတို့မှဘာဂျူတစ်ခုပဲရှိတယ်ဆိုတော့ဟိုဘာဂျူတစ်ခုရှိတယ်ဆိုတော့တိလဟိုတောက်တောက်ဂျူတဲ့ကားလေးတော့တတ်တယ်အဲ့ဒါတော့ကျွမ်းတယ်ဂျူတော့အရင်ကျွမ်းတယ်ပေးသက်ကိုဂျူတယ်ကောင်မလေးကောင်လေးချင်းဂျူတယ်အဲ့ဂျူတော့ကျွမ်းတယ်ကျန်တဲ့ဂျူတွေကိုတော့ဒါအနေလုံးနေကြုံနေဘာလို့ဆို ပြောတာကြည့်လိုက်လို့တို့နှစ်ယောက်တွေဖြစ်နေကြအောင်နားထောင်ကြည့်လိုက်တာနဲ့လိုက်ကြည့်တာနဲ့နည်းနည်းတော့ကြည့်တာနဲ့တို့ရဲ့ဟိုဘာလို့ဆိုဟိုခန်းစားချက်နဲ့တို့ရဲ့အပြုအမူအပြောဆိုတွေကကျွန်တော်တို့နောက်လူငယ်တွေကတို့ဘာလို့အတူရောမှမသိဘူးဟိုလောမိုင်ဆိုလဲကြောလိုက်ရင်ဆယ်လုံးပြောရင်ငါးလုံးဆဲပြီးသွားပြီဟာဒီဆဲပြီး online gamer ဆိုတော့ तू online gamer တမားကြီးဖြစ်လို့လားဘာလို့တော့မသိဘူးဆဲလိုက်ရင်တော့ဒါပေမဲ့ तू လူငယ်တယောက်နဲ့ဆဲရတော့ကောင်းလူကသူလွတ်လပ်ဆဲတာပြဿနာမရှိပါဘူးဒါပေမဲ့ကျွန်တော်လည်းတစ်ခါလေစကားပြောအပြင်မှာပြောရင်ဆဲရင်ဆဲတာပဲဒါပေမဲ့ အများပြည်သူမြင်သားတဲ့နေရာမှာ social media ပေါ်မှာကြတော့မလုပ်ရဘူးမလုပ်သင့်ဘူးလို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့ဒါတွေဘာလို့ဘာဖြစ်လို့လုပ်ဖြစ်တာလဲဆိုတော့သူအားကြပြီးကြိုက်တဲ့လူငယ်ပေါင်းပေးတဲ့ပေါင်းတန်းနေချင်ရှိနေတယ်။အဲ့တန်းနေချင်ကအဘူပိုင်းမှန်ဘူပိုင်းလိုပဲငါတို့ save လိုက်ပါဆဲရတာငါတို့ဆရာကြဆဲရတာမှာလူငယ်ထားဆိုတာမျိုးဖြစ်သွားပြီးတော့လူငယ်တွေကိုဘာလို့ပေးတာလဲဆိုတော့လူငယ်တွေကအဲ့အတုမြင်တတ်တယ်မဟုတ်တာကြတဲ့တဲ့လူငယ်တွေကလူငယ်ဖြစ်နေလို့ပြောတာလူငယ်မားတာမဟုတ်ဘူးတော့လူငယ်တွေကအဲ့အဲ့လိုဟာမျိုးကြိုက်ပြီး like 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 လုပ်တတ်တယ်။ကောင်းတဲ့ဟာလေးကြိုက်လူငယ်တွေကတင်တာနဲတယ်။ဘာကြောင့်လဲလူငယ်ဖြစ်နေလို့လူငယ်တွေအဲ့လိုဆိုတော့ ွမ်းပိုင်ကိုအားကြတဲ့ပိစက်တွေကြိုက်တဲ့သဘောကြတဲ့လူငယ်တွေကလွမ်းပိုင်လိုပဲပူပိုင်လိုပဲကွာငါတို့လည်းတရတပ်တပလဲနေဆက်ပလိုက်မှာကွာဆိုတော့ဆိုရှယ်မီဒီယာတက်ဆဲကုန်မှာပေါ့ဘယ်ကောင်းမလဲဒါကြောင့်ဟိုလွမ်းပိုင်နေလဲသူ့ရဲ့ပိသက်ကိုသူကြည့်ရမယ်သူပြန်ပြောလို့ရတယ်တုံ့ပြန်မယ်ဒါပေမဲ့သူ့ပိသက်ကိုသူကြည့်ရမယ်နောင်လာမဲ့မျိုးဆက်သူ့သားသမီးကိုသူ့သားသမီးလို့သူသဘောထားမယ်ပိသက်တို့သူ့သားသူ့သူ့မှာသားသမီးမျိုးတမီးမျိုးထားတယ်သားမျိုးထားတယ်ဆိုသူ့သားနဲ့သမီးရှင်မှာလွမ်းပိုင်ဆဲပြီးတော့တရတပ်စကားပြောနေမလားလွမ်းပိုင်စမ်းစားသူအင်တာဗျူးမဲ့အချိန်တိုင်းပြုတ်ရင်သူခလေးတွေမှုလာမယ်သူ့သားသမီးရှင်မှာသူတရတပ်ဆဲပြီးတော့ ဆဲပြီးတော့ तू မိမနဲ့ तू စကားပြောမလားဒါမှတချင်းတွေမှာတရက်ဆဲပြနေမှာအဲ့တော့ तू သားသမီးတွေကငါအဖေတော်ဆဲတယ်ငါလည်းဆဲမယ်ဆိုလိုက်ဆဲမှာအဲ့တော့လွမ်းပိုင်ကြောင့် तू သားသမီးလည်းနောက်ပိုင်းမှာ तू ရမိမရတယ်သားသမီးတွေလည်းဆဲလာတယ်လူငယ်တွေလည်းဆဲလာတယ်အဲ့တော့လွမ်းပိုင်နေနေမှန်ပဲမှန်တော်ညာဆိုလည်း तू အဲ့ဒါထိမ့်တင်တယ် तू ထိမ့်တင်တယ်အဲ့ဒါတွေထိမ့်တင်တယ်အဲ့တော့ तू က celebrity ဖြစ်နေလို့ celebrity ဖြစ်နေလို့ဟိုဘက်ကပြင်းပြရတော့ပြောမနေအဲ့ကောင်ကတော့ပြောမနေအဲ့နွားကတော့ပြောမနေတော့နွားလို့ဘာလို့ပြောလဲဆို तू မိမကို तू ယူထားတဲ့မိမကြောင့်နွားလို့ပြောတာနော် तू ရမိမကနွားလို့ပြောတာအဲ့လောက်ဆိုဖြူပြောက်တယ် တကောင်နွားပဲဟာအိစားတယ်နွားပေါက်တော့ကရောက်ပြောနေတာအဲ့ YouTube ကလှုပ်ရှားနေကောအဲ့ဘူပိုင်းနဲ့တွေ့မှာရှုပ်ပြတ်ဘူပိုင်းနဲ့တွေ့ဘူပိုင်းနဲ့တွေ့မှာဆုပ်ပြတ်တော်တာဘူပိုင်းတွေ့မှာဟိုကတွေ့တာဟိုကရက်ဆက်ပြောင်းတွေ့တော့တာဆိုတော့ဒီရုပ်ရှင်လောကဓာတ်တွေအမှုပညာတွေတွေဟာပြောရရင်များဟိုတော်တော်တော့ဟိုကြည့်ပြီးတော့ကျွန်တော်အဲ့တော့ တော်တော်ထိန်းချောင်းရမယ်လူတွေကမှပါတယ်ဗျာတော်တော်ထိန်းဂျန်လစ်စီတွေကြောက်စရာကောင်းတယ်အဲ့လိုဆိုတာဂျန်လစ်စီတွေကြောက်စရာကောင်းတယ်ဂျန်လစ်ကအလောက်ပေါ့ဘူးဂျန်လစ်ကဂျန်လစ်ကမှအမှန်တရားကိုလည်းမျက်နှိုးသေးတယ်ပြီးတော့ဒီသူတို့ရဲ့စိတ်ခံစားယုံကြည်ချက်တွေသူတို့လေ့လာမှတ်တမ်းတင်ထားတဲ့သူတို့လေ့လာထားတဲ့အကြောင်းအရာတွေသူတို့ဖတ်ရှုထားတဲ့အကြောင်းအရာများစွာကသူတို့ရဲ့အုံတော်တွေကဂျန်လစ်ကြောက်ရေးချင်းရှိလာပြီးတော်လာပြီဆိုသူတို့မှ layer တစ်ခု level တစ်ခုရောက်တယ်နိုင်ငံတော်အဆင့်နဲ့သူစကားပြောနေတယ်တာမန်လူနဲ့လည်းစကားပြောနေတယ်ဘယ် layer နဲ့မဆိုသူကလိုက်လွန်ကြီးတွေပြောနေတဲ့ရေးချင်းမျိုးကိုဂျန်လစ်ကပိုင်ပိုင်ဆိုင်ထားတယ်ဂျန်လစ်ကအုံတော်ကပို့ရလေဂျန်လစ်ကအုံတော်ကနိုင်ငံနိုင်ငံအုံတော်နဲ့အဆင့်တမ်းမျိုးကိုရောက်တယ် ဘာလို့ဘုံချောင်းဆန်းအောင်အဒီတာလုတ်ခဲ့တာခဲ့ရှော့မတွန်းနဲ့အဒီတာလုတ်ခဲ့တာဘုံချောင်းဆန်းအောင်အဲ့တော့တချို့ကရရှော့တွတ်လို့မရဘူးနိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်အကုန်လုံးကစာနဲ့မကင်းဘူးတရားမှဘုံချုံကြီးလဲစာနဲ့မကင်းဘူးစာကိုကောင်းကောင်းသူရေးတတ်တယ်ကောင်းကောင်းနားလဲစကလုံးတွေကိုဘလို့ရေးရမကောင်းနားလဲအဲ့ဂျန်လစ်ဂျန်လစ်ရဲ့ ideology တွေကတကူပဲတာလေအဲ့ကြောင့်နိုင်ငံခေါင်းဆောင်လုတ်ကြတဲ့သူတွေနော်အကုန်လုံးကဂျန်လစ်စင်ပါတဲ့ကိုဟိုထုံးလို့ကြည်ကြည်လို့နောက်နားလဲထားတဲ့လူတွေကနိုင်ငံခေါင်းဆောင်လို့ရင်ဆရာကြီးပဲအဲ့တော့ကောအဲ့ဒါကိုကိုယ်တိုင်မလုပ်တော့အဲ့ဒါမျိုးကြောင့်ရှိတယ်လို့ပြောတာပြောချင်တာဒါကြောင့် ဂျာနယ်လစ်တီရဲ့အုံနောက်နဲ့အဲ့ဒီဥပညာရှင်ရဲ့အုံနောက်ကမတူပါဘူး။ဟိုကနှလုံးသားကိုအခြေခံပြီးတော့ခန်းစားချက်ကိုအခြေခံပြီးတော့တိဆောက်ထားတာ။ဒီကအချက်လက်တွေနဲ့ data တွေနဲ့ဉာဏ်ပညာကိုအခြေခံပြီးတိဆောက်ထားတာမတူဘူး။ကွဲပါတယ်၊ကွဲပြားပါတယ်။အဲ့တော့ဟိုဥပညာရှင်တွေတခုတော့ရှိတာပြည်သူကြတော့ဥပညာရှင်တွေပြောတဲ့စကားပိုထီအောင်တယ်။ပိုပြီးတော့ နားထဲမှာဝင်တယ်။ဒါအတုပြရှင်တွေကပို့ပြီးတော့ဆင်ကျင်တင်တယ်၊တတိထားတင်တယ်၊ပြောတာဆိုတာနေရာထိုင်တာပြုမူတာကိုလည်းဒိထားတင်တယ်။ဘာလို့ဆိုစံထားတာဖြစ်တဲ့အတွက်တတိထားပါ။အတုပြရှင်တွေတတိတယ်နေကြတာကောင်းပါလေ။ဘာပဲဖြစ်ငါတို့လိုလို့ရတာငါပိတ္တရီကငါဘလို့မြင်မလဲ။ငါငါပိတ္တရီနဲ့ငါသာသမီပါနေဘလို့လို့မလဲဆိုတဲ့အတွေးလေးနဲ့ရှင်သန်ကြတာကောင်းပါမယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်နော်။အဲ့တော့အဲ့တော့အတုပြရှင်လောကသားတွေကြောင့်ပြောရတယ်လေဗျာ။ပြောရမိုးမိုးပါလေ။ထားပါတော့ဒီရေဘလူးဆိုတဲ့တယောက်ပေါ့နော်။ရေဘလူးဆိုတဲ့တယောက်ဆိုကျွန်တော်မနေ့ရက်ကပြောမလို့မေ့ပြီးတော့ဂျန်ခဲ့တာပေါ့နော်။ရေဘလူးကတော့စစ်တပ်ကိုစိန်ခေါ်ပါတယ်။ စစ်တပ်ကိုအကြီးအကျယ်စိန်ခေါ်လိုက်ပါတယ်အဲ့တော့တပ်မတော်ကိုအဲ့ရေဘလူးကိုရှိတဲ့နေပြည်မှာတာဝန်ကျနေတဲ့တပ်မတော်အရာရှိတွေအနေနဲ့ခင်ဗျားတို့လည်းနည်းနည်းလေးတော့စဉ်းစားဖို့လိုပြီးလို့ထင်တယ်ရေဘလူးကတော့စိန်ခေါ်တယ်ဘလို့စိန်ခေါ်လဲဆိုတော့စစ်တပ်ကိုသူကပြောရရင်တော့ဗျာတက်ကရာတက်တွေကိုတက်ကလူတွေအချောက်တွေလိုမျိုးသဘောမျိုးသူကပြောတယ်တတိရှိရှိတိုက်ပါမလို့အချောက်တွေဆိုပုံစံမျိုးတွေရေဘလူးကပြောတယ်ကျွန်တော်တော်တော်စဉ်းစားရတယ်တကယ်မြေပြည်မှာဖြစ်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိနေတာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိသလောက်ကဒီကောင်ကရေဘလူးကအချောက်ကျွန်တော်သိရရေဘလူးကအချောက်နော်တော့ပါလဲဆိုတော့ ရေဘလူကပြောတဲ့စကားလုံးရှိတယ်စစ်ကိုတဲ့စစ်နဲ့တော်တိုက်ပါတဲ့စစ်တိုက်ဖို့တက်လာတဲ့ကောင်တွေကတဲ့ဘာလို့ရွာသားတွေဖမ်းလဲတဲ့တိတ်ခါမရှိဘူးတဲ့စာတင်ကြောင်းတွေဘာလို့ပြစ်ရှိလို့ဘာဖြစ်လို့ဖြတ်စည်းတာလဲဘာညာပေါ့စစ်တိုက်လာတဲ့ကောင်တွေကကျွန်တော်တို့လာရင်ထွက်ပြေးသွားတယ်တဲ့မဲ့စစ်တိုက်ဖို့လာတဲ့ကောင်တွေတို့လာရင်ထွက်ပြေးတယ်တဲ့ထိတိုက်တွေ့ကျင်နေဆိုရင်စောင့်ပေါ့တဲ့ညာ7နှစ်နေထိုးပါတို့နေရှိတဲ့နေရာကိုချောက်တယ်တဲ့မနေ့ကျတော့ထွက်ပြေးသွားတယ်ကပ္ပဆင့်ပြီဆိုတဲ့စစ်တပ်ကတိတ်ခါမရှိဘူးတဲ့အမဲသူပြောနေတာအမဲစစ်တပ်ကတော့စာတင်ကြောင်းတွေမီးရှို့တွေပါဘူးလားလုံတယ်အဲ့ရေဘလူဆိုတဲ့ကောင်ကအဲ့ဒီအကြမ်းဖက်သမားက သူပဲခင်ဗျာ21ခင်းချင်းစာမှာဆရာဆရာမတွေကိုကြောင်းမသွားနဲ့ကြောင်းမဖွင့်နဲ့ဖွင့်ရင်မင်းတို့ငါကိုတတ်ပြမှာဘာညာဆိုတော့ရေးဘူးလူကိုယ်တိုင်သူကိုယ်တိုင်ဗီဒီယိုဖိုင်နဲ့ပြောထားတဲ့ဖိုင်ကြီးကူတီရှိသေးတယ်ဟမ်သူကိုယ်တိုင်စာသင်ကျောင်းတွေကိုချိန်ချောက်တယ်ဆရာမတွေကိုချိန်ချောက်တယ်ကျောင်းသားတွေကိုချိန်ချောက်တယ်အဲ့ဒါကိုချိန်ချောက်ပြီးခုကြမှာစစ်တပ်ကိုသူလည်းညွှန်ပြထုတ်တယ်စာသင်ကျောင်းတွေကိုမင်းကဘာဖြစ်လို့လာလို့ဩဆိုဒီလိုကောင်မျိုးကြီးအချောက်ကသူမ60စေဒီကောင်တတ်တိမရှိဘူးသူ့ကြောင်စာအဲ့ကောင်ပဲတတ်တိမရှိသူ့ကြောင်စာအဲ့ကောင်မှသူ့ကြောင်လားစစ်သူ့ကြောင်လို့သူများသူများခန္ဓာကိုယ်ကြီးကိုခေါင်း ဓာတ်ရဲခုတ်တယ်တေပြီးသားတေလူနေမှာဖြစ်တဲ့ခဏကိုဓာတ်တော့ခုတ်တယ်သူကြောင့်တတိယရှင်အဲ့ကောင်နှစ်ယောက်ချင်းရှင်ထိုးခိုင်းပါလားမင်းတတိရှိလားငါရေဘလူမင်းနဲ့ငါထိုးမလားဆိုအဲ့လိုထိုးခိုင်းဟိုကသူ့ကိုရှင်ထိုးထိုးမှာအဲ့ခက်တာဟိုတေလူဒီပါချိုးတုပ်ပြီးဓာတ်နဲ့ခုတ်တယ်ဆိုတော့ခင်ဗျအဲ့ကောင်အချောက်ပဲရေဘလူအချောက်ပဲသူကအချောက်ခုစစ်တပ်ကိုဘာပြောဆိုတော့ကမ္ဘာဆင်ဆိုတဲ့စစ်တပ်ကတိခါမရှိဘူးတဲ့အချောက်ကြောက်တယ်ပေါ့သူ့ကိုကြောက်သူလာတဲ့ခါကြောက်ထွက်ပြေးတယ်တဲ့ဆိုတော့စစ်တပ်ကိုစစ်ကိုစစ်တဲ့တူအောင်တိုက်ပါတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဟိုကျွန်တော်စဉ်းစားကြည့်တာပေါ့နော်အဲ့မှာတာဝန်ကျတဲ့တပ်ကတိုက်ရင်မှုတွေဖြူဟာမှုတွေ ရေဘလူးအเจ้าကိုကျွန်တော်မေးကြည့်ဘူးတော့ဘာလို့ဆိုတော့အဲ့ဒီကောင်စစ်ပွဲရှိမှာတခါမှရှိဘူးလေ front line မှာအဲ့ကောင်တခါမှရှိဘူးလေစစ်ပွဲဖြစ်တော့မယ်နေရာရလို့လေရင်တန်းကြားတယ်စစ်တပ်ကခြေလာကြရင်ပြေးပြီးတဲ့အကောင်နောက်ပါနေပဲနေရတဲ့အဲ့ကဲစစ်ပွဲမှာသူတို့အသာသေးရတော့မယ်ခြေထောက်ပြီးလို့တပ်ကနောက်ဆုတ်ပေးရတဲ့ခါမျိုးသူကရောက်လာပြီးတဲ့အဲ့ကြိုင်အဲ့ကောင်အဲ့လိုပဲနေတာတဲ့ဆိုတော့ခင်ဗျားတို့ဗျာလို့ဒီကောင်ဒီလိုမျိုးစော်ကားမော်ကလှုပ်နေတော့ခင်ဗျားတို့မို့လို့ငိန်ခံရရတယ်ဗျာဆိုတော့ကျွန်တော်စိတ်ထဲမကျေနပ်ဘူးပွင့်လိုက်ဗျာဒါကောင်ကြည့်ပြီးတော့ဒီကောင်ကွာလို့ဒီကောင်ဒီလိုမျိုးပရိပရိုက်ပြောနေတာဒီကောင်အဲ့တော့ ရှင်းပြရတော့ဗျာရေးပုဒ်တရားလောက်ကိုရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးပြမှာတော့ရေးဘက်ကဘယ်လောက်ငြိမ်သွားမလဲဆိုတော့ကျွန်တော်နားလေပါတယ်အဲ့တော့ရေးပုဒ်ဆိုတဲ့ကောင်ကလည်းတကယ်တမ်းရေးပုဒ်ဆိုတဲ့ကောင်ကလည်းတိတ်တက်ရှိရင်ရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုစောင့်ကြည့်မယ် तू တိတ်ပြလိုက်လို့စစ်တက်က तू တိတ်အောင်စစ်တက်ကခံလိုက်ရတယ်ဆိုရင်တော့အဲ့စစ်တက်အသုံးပြတာအေး तू ကမသိမ့်နိုင်ဘူးဆိုရေးပုဒ်ဆောက်မချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရှင်းရှင်းရန်တိုက်စကားတော့တဲ့ပြောရအောင်အဲ့လိုပြောတော့ပါဆိုတော့အခုကရေးပုဒ်ကစစ်တက်နဲ့ထိတိုက်တွေ့မလားဆိုတော့ဒီကောင်တစ်ခါမှရှင်းတိုက်တာမရှိဘူးတက်ကထိုးစစ်စင်ဒီကောင်ပြေးပြီ ပြီးရ तू ပြေးတာပြေးတာကျွန်တော်သိတော့ तू ဤတဲ့ပြေးတာတဲ့အဲ့ဒါကို तू ကဖြောင်းပြန်ပြန်ပြီးတော့စစ်တပ်ကအချောက်ဒီအာတတိမရှိဘူးလို့စစ်တပ်ကကောင်းတယ်အဆင်မရှိဘူးကဘာအဆင်ဆိုလို့ပြောတယ်ကဘာအဆင်မှစောင့်စစ်မရှိဘူးအဲ့လိုပုံစံလုပ်တာတတ်ကုန်မယ်ဆိုတော့တတ်နေနေလေငကားမန်းတိအောင်တော့အပေါထောင်ပြဖို့လိုတယ်အဲ့မှာတာဝန်ကျတဲ့တတ်ကရရှိရင်ငကားမန်းတိအောင်တော့အပေါထောင်ပြဖို့လိုပြီလို့ကျွန်တော်တင်တယ်ပြောရရင်တော့တခါရင်ကျရင်ဂျီဘလူးနဲ့ပတ်သက်လိုက်ရင်အထက်မိတ်တွေပါတယ်လည်းတာလေးထားပြီးတော့လှုပ်ဆက်ချက်လှုပ်လိုက်ပေါ့ဗျာဒါပဲရှိတာပဲเนาะကျွန်တော်တော့ပွန့်လို့ပြောရရင်တော့အကြက်ဖက်သမားကိုအကြက်ဖက်သမားလို့ရှင်းတာကို ကျွန်တော်ဘာမှဝမ်းနေပြီးတဲ့အကြောင်းမရှိဘူးဝမ်းလည်းမနေဘူးရှင်းရှင်းလေးပဲဘလုံးမကိုကျွန်တော်မခံစားဘူးအကျမ်းဖတ်သမားကိုတော့ရှင်းပြမှာယေဘုလူကတော့ကျွန်တော်စိတ်ထဲမှာပြတ်တက်တတ်မှတ်တာအကျမ်းဖတ်သမားပဲယေဘုလူကအကျမ်းဖတ်သမားဘာကြောင့်လဲဆိုတော့ဟိုလူသားမှုတစ်ခုမှလည်းကျွန်တော်ဒီကောင်တော်တော်ယွန်းလာနောက်ကျောင်းဆရာဆရာမတွေချင်းကြောက်ကိုတောက်ရောချင်းကြောက်လာအဲ့ဒါကိုယွန်းလာအဲ့တော့ဒီလိုအကျမ်းဖတ်သမားကိုတော့အဲ့ဒီနေမြေမှာတာဝန်ကျတဲ့တတ်မှတ်တော်ထိတ်တိုင်းရရှိနေတယ်ပြတ်ပြတ်သားနှိမ်နှိမ့်ပြဖို့လိုတယ်ဒီကောင်ရှိတဲ့နေရာမရှိရှိတဲ့ရှိတဲ့နေရာကိုလိုက်မစတောင်းထုတ်ပြောကိုရှင်းဖို့လိုတယ်ဖြစ်နိုင်တောင်းနှင်းပြီးတော့ရှင်းပြမှာအဲ့ကောင်ရှင်းပြမှာဒီလိုပဲကျွန်တော်မြင်တယ်အဲ့တော့ချို့လေးကြီးမိုးကြီးကောင်တွေအဲ့လိုပြရှင်းစေခြင်းဒါကျွန်တော်ရဲ့ ပြက်သားတယ်ပြက်သားတယ်အမြင်ပဲကျွန်တော်လူသားအပေးမဟုတ်ဘူးအကျမ်းဖတ်သမားကိုတတ်တာတော့အပေးလူသက်တာအမေဘူးဒါပေမဲ့အကျမ်းဖတ်သမားကိုတတ်တာတော့အပေးတယ်ဒါကျွန်တော်ပုံမှန်လည်းပြောပြစီဒါကတော့ရေးမှုလူကိစ္စပါ